င်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့ထုံးတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ကျောင်းသားကျောင်းသူများတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများအားကြည့်ရှုအားပေးတဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းဒိုင်းဒေသကြီးဝင်းကြီးများနဲ့ဒိုင်းဒေသကြီးပညာရေးမှူးဒေါက်တာချေချိုမြအောင်တို့ဟာမတ်လ22ရက်နေ့နဲ့ပိုင်းကလေကူမြို့နယ်ရှိကျောင်းသားကျောင်းသူများ၏တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများကိုလမ်းလမ်းကြည့်ရှုအားပေးကြကြောင်းသိရပါတယ်။ ်ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အဖွဲ့ဟာလေကူးမြို့နယ်အခြေခံပညာအထက်တန်းကျောင်းလေကူးတွင်ကျောင်းသားကျောင်းသူ494ဦးတို့ရဲ့ဘာသာရပ်အလိုက်အကျန်းစွာဖြင့်စာမွေးဖြည့်ဆိုနေမှုများအားကြည့်ရှုအားပေးကြပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကကျောင်းသားကျောင်းသူများ၏စာမွေးဖြည့်ဆိုမှုတွင်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြတဲ့တာဝန်ရှိသူများအားကျေးဇူးတင်ရှိပါကြောင်းပြောကြားပြီးကျောင်းသားကျောင်းသူများ၏မိဘများအားရင်းနှီးနှီးနှုတ်ဆက်ပါသည် ရှောင်းတိုင်းဒေသကြီးတွင်ယူပဗေဒဘာသာရပ်အားစာစစ်ဌာန90တွင်ကျောင်းသားကျောင်းသူ35,986ဦးက၎င်း၊တမိုင်းဘာသာရပ်အားစာစစ်ဌာန80တွင်ကျောင်းသားကျောင်းသူ1330ဦးက၎င်းဝင်ရောက်ဖြည့်ဆည်းကြရတယ်လို့သိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့စမ်းကြုပ်ဦးကပြပို့လာတာပါ။ဆလာတင်ဆက်မဲ့တဲ့ငါတော့ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှပြည်ရင်အလုံအကန့်ခွင့်အလန်း2800နှစ်ဦးအတွက်အလုံအကန့်များခွင့်ပြုပေးတဲ့တဲ့ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့၃မြင်ဆောင်2025ကျင်းမြောက်အစည်းအဝေးကိုမတ်လ24ရက်နေ့ပိုင်းကရန်ကုန်မြို့နယ်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံးမှပြုလုပ်ကြောင်းသိရပါတယ်။အစီအဝေးသို့ရန်ကုန်တိုင်းဒေသကြီးရှင်နီမြုံနံမှုကော်မတီဥက္ကဋ္ဌတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီးဝန်ကြီးများ အထူးဖိတ်ကြားထားသူများတက်ရောက်ကြပြီးရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များရဲ့ထုတ်လုပ်တဲ့ပြည်စင်နမူနာပြသထားရှိမှုများကိုရှိရှိစစ်ဆေးကြပါရယ်အစီအဝေးတွင်ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌတိုင်းဒေသကြီးဝန်ကြီးချုပ်ကအမတ်စကာပြောကြားပြီးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီကစက်မှုခန္ဓာတွင်ရှာခိုင်နှုန်းပြီးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခုကိုအတည်ပြုပေးပါရယ်လုပ်ငန်းများမှာ CNB စနစ်ဖြင့် wearing apparel အမျိုးမျိုးချလိုခြင်းလုပ်ငန်းဖြစ်ပါတယ်။ အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများရဲ့မာတင်ငွေရင်ပမာဏမှာ အမေရိကန်ဒေါ်လာ3.369တန်းဖြစ်ပြီးပြည်ရင်းအလုပ်ကန်အခွင့်အလမ်း1800ဥအတွက်ဖန်တီးပေးကြောင်းနဲ့အစီအဝေးတွင်အထရေကိစ္စရံများတင်ပြလာတဲ့ကုမ္ပဏီ9ခုရဲ့တင်ပြချက်များကိုလည်းဆွေးနွေးဆုံးဖြတ်ကြကြောင်းသိရပါရဲ့ရှင်။ ထမန်တင်ဆက်မဲ့တဲ့ရင်ကတော့အထူးကုဆရာဝန်ကြီးများတကုံမျိုးသေးတောင်ပိုင်းမျိုးနယ်တွင်ကွင်းစင်စေကူတာပေးနေမှုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရောက်ရှိအားပေးတဲ့တဲ့ရင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှအထူးကုဆရာဝန်ကြီးများတန်လင်းပြည်သူစေယုံကြီးမှအထူးကုဆရာဝန်ကြီးများကမက်ရှလာ၂၁ရက်နေ့ပိုင်းကဒဂုံမြို့တဲတောင်ပိုင်းမြို့နယ်လေးတောင်ကန်တိုင်နယ်စေယုံတွင်ဒဂုံမြို့တဲခရိုင်အတွင်ရှိဒေသခံပြည်သူများအားဝင်းစင်စေကူတာပေးကြကြောင်းသိရပါသည်။ အခုလိုစေကူသားပေးနေမှုများကိုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့တိုင်းဒေသကြီးဝန်ကြီးများကတွားရောက်ကြည့်ရှုပြီးဆရာဝန်ဆရာမများသူနာပြုများ အမျိုးသမီးရှေ့ရအဖွဲ့ဝင်များ မိခင်နှင့်ကလေးကြီးကျမ်းမှုဆောင်ရှားရေးအဖွဲ့ဝင်များစက်ချိန်ဤသူနာပြုတပ်ဖွဲ့ဝင်များ စေတနာဝန်ထမ်းအဖွဲ့အစည်းများမှတာဝန်ရှိသူများအားရင်းနှီးနှီးနှုတ်ဆက်ပြီးအပိစကားများပြောကြားကြပါသည် စေကူတာပေရသူဒဂုံမြို့သည်တောင်ပိုင်းဒဂုံမြို့သည်အရှေ့ပိုင်းဒဂုံစိတ်ကမ်းမြို့နယ်တို့မှဒေသခံပြည်သူများလာရောက်ပြသကြကြောင်းနဲ့မရှိရမလင်းသူမရှိစေရအစီအစဉ်ဖြင့်မျက်စိယောဂဝေဒနာရှင်များအားကုသပေးနေမှုများကိုရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ကလိုအပ်သည်များမှာကြားပြီးဆရာဝန်ဆရာမများသူနာပြုများအားဂုဏ်ပြုချီးမြှင့်ဝင်များပေးရကြောင်းသိရပါသည်ဒီသတင်းကိုတော့စန်းစောဦးကပေးပို့ထားပဲဖြစ်ပါရဲ့ရှင် နောက်ထပ်တင်ဆက်ပေးမှာကတော့ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နေနေရေးအဖွဲ့ဝင်များတို့ယူနီဖောင်းစံနဲ့စီပေးရတဲ့တရင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးစမ်းကြောင်းနှင့်ကြီးမြနိုင်မြို့နယ်များရှိ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နေနေရေးအဖွဲ့ဝင်များတို့ယူနီဖောင်းစံနဲ့စီပေးရခြင်းအခမ်းအနားကိုမတ်လ22ရက်မော်လယ်ပိုင်းကကြီးမြနိုင်မြို့နယ်အမှတ်3ခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပရာရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ဝင်ကြီးများတက်ရောက်ကြပါသည်။ ရှေးဥစွာဒိုင်းဒေသကြီးဝန်ကြီးချုပ်ကအဖွဲ့အမှားစကားပြောကြားပါရယ်။အဒီနောက်မှာတော့ဒိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ဒိုင်းဒေသကြီးဝန်ကြီးများကပြည်သူ့လုံခြုံရေးနှင့်အကြံဖတ်နေနေရဲ့အဖွဲ့ဝင်များသူယူနီဖောင်း၊စံနဲ့စီများထောက်ပံ့ပေးရကြရာသက်ဆိုင်ရာမျိုးနဲ့တက်စုမှုများကလက်ခံကြောင်းနဲ့စံကြောင်းမျိုးနဲ့ပြည်သူ့လုံခြုံရေးနှင့်အကြံဖတ်နေနေရဲ့အဖွဲ့တက်စုမှုကကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်းသိရှိရပါရှင်။ဒီသတင်းကိုတော့အောင်မြင်ကပေးပို့လာတာပါ။